အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အိုဆာကာမြို့မှာရှိတဲ့ရှီယောင်ဖျားချောင်းတစ်ခုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲရှိသွားကြအောင်ခင်ဗျာ ခင်ဗျာအခုကတော့ကျွန်တော်ပေါ့လေရှီတန်တော်ကြီးတံပဲကိုသွားဖို့ကျွန်တော်လမ်းလျှောက်နေတာအခုကတော့9နာရီခွဲလောက်တော့ရှိပြီအရာတိထုကတော့အမြင်တိုင်းပဲမှာမိုးပေါက်လေးတပွဲဝင်နေကျွန်တော်တော့ထီးဆောင်ထားတယ်ကျွန်တော်ဖះเจ้าကိုသွားဖို့လမ်းလျှောက်နေတော့မှာကျွန်တော်အကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်အဲကျွန်တော်နာမည်ကတော့ဇင်းကြီးပါခင်ဗျာနာမည်ရင်းကတော့ င်းမင်းသူပါခင်ဗျာကျွန်တော်နာမည်ကလေဇင်းမင်းသူဆိုတော့မိကလေးနည်းနည်းဆန်တယ်လို့ခံစားရတယ်ဒါမှလည်းအဲနာမည်ကမေပိထဆိုတော့လေကျွန်တော်လည်းမတက်နိုင်ဘူးပေါ့လက်ရှိကတော့အာအိုဆာကာမြို့မှာနေနေပါတယ်ခင်ဗျာနိဂျပန်ရောက်တာလေကျွန်တော်တနေခွဲလောက်တော့ရှိပြီဒီနေ့အပောင်းပေါ့လေ အဲကျွန်တော်ဗီဒီယိုလေးတွေမှာကျွန်တော်ကျွန်တော်တက်နိုင်သလောက်ပေါ့လေဘူတရာလေးမျှဝေနေကျွန်တော်ဗီဒီယိုလေးတွေတင်ဆက်သွားပါမယ်ခင်ဗျာโอเคဖျားချောင်းဘက်ကိုသွားရအောင်ရှီတန်းတော့ဖျားချောင်းอ่ะလေအိုဆာကာမြို့ရဲ့တောင်ပိုင်းမှာတရှိပြီးတော့အဲတန်းတော်ကြီးဘူတာတို့တန်းတော်ကြီးလိပ်ဆန်ဦးရင်တို့လည်းမဝေးဘူးပေါ့လေအဲဒီတော့လာတော့တော်တော်လေးစင်ပြီဖျားချောင်းထဲကိုဝင်မယ်ဆိုရင်သူကဝင်ကြီးရှိတယ် ဖះเจ้าအတွင်းထဲကိုဝင်ဖို့လက်မှတ်ရယ်ပြီးတော့အဲသူကဖះเจ้าအတွင်းထဲမှာသူကပန်းချံလေးရှိသေးတယ်သူကပန်းချံလေးကိုဝင်ဖို့ကဝင်ကြည့်ရ300ပြီးတော့တမိုင်းလက်ရပစ္စည်းတွေကို ပြထားတယ်ဟိုကယတနာပြာခန်းရှိမှုနဲ့သူအဲအဲ့ဒါကဘယ်လိုလဲရန်900ဆိုတော့ဘုံလုံးပေါင်းဆိုရင်သူကအဲဖះเจ้าတစ်ခုလုံးလေးလာဖို့ ဲเจ้าတစ်ခုလုံးလေးလာဖို့ဆိုရင်တော့မှရန်ထောင့်သွားလောက်ပဲကြောက်။ဘာတွေစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ။ကျွန်တော်ကလေယထားနဲ့လာတာမဟုတ်ဘူးခင်ဗျာ။ဒီဖျားเจ้าကလေအဲကျွန်တော်နေတဲ့နေရာနဲ့တော်တော်လေးနီးပါတယ်။အခုကလေကျွန်တော်ရှီတန်းတော်ကြီးမရဲ့ယူယူဟီကာဟုတ်ကောအဲဘူတာကိုကျွန်တော်ရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာ။ဒီမှာလေဒီမှာသမိုင်းကြောင်းလေးတွေကိုရေးထားတာ။ ဗုဒ္ဓရှင်မှာကဒီမှာအိုဆာကာပြည်နာမည်ကြီးနာမည်ကြီးစားစာလေးရှိတယ်။အိုကိုနိုမီယာကီရှိမယ်။ယာကီဆိုပါလေးရှိမယ်။ဒါအိုဆာကာပြည်နာမည်ကြီးလေး။မိုးအားလေးနည်းနည်းလေးများလာတာ။ကျွန်တော်နည်းနည်းလေးချမ်းလာတယ်။လူလန်ထီးနေတယ်။မိုးကနည်းနည်းရွာနေတော့ကြီးတောင်းပါ။အဲ့ပောင်းဝင်းကျင်ကတော့အေးစိမ့်စိမ့်နေတယ်။ မန္တန်မန္တန်ပြောရရင်လေဒီဒီဖះเจ้าကိုလေးဖြတ်သွားပြီးတော့ဓာတ်ပုံဗီဒီယိုလေးတွေကျွန်တော်ရိုက်ခုပါတယ်ကျွန်တော်ဗီဒီယိုခရီတာဆောက်လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့အချိန်မှာဒီဖះเจ้าကတော့ဗီဒီယိုလေးလောက်ပို့နံပါတ်1ဖြစ်လာတယ်နည်းနည်းလေးနည်းနည်းလေးရှင်းဆက်သွားမယ်ခင်ဗျာ ကဲဒီမှာအရှိမအဝင်အဝါပေါ့နော်နည်းနည်းလေးဆက်သွားမယ်နည်းနည်းလေးဆက်သွားမယ်ရောက်တော့ဒီရှိမရောက်လာပါခင်ဗျာဟိုဖះเจ้าမဟုတ်ကတော်တော်ကြီးတာပဲအကြီးပဲအမီးပဲအဲဒီနားလေးမှာဆေးဆိုင်လေးရှိမယ်ဒီမှာရေခဲမုတ်ဆိုင်လေးရှိမယ် အရင်ကမှခွက်ကလေးချစ်ဆယ်လေးကဲကျွန်တော်တို့အထဲကိုဝင်ပါမယ်ခင်ဗျာကဲတော်တော်လှပါခင်တော်တော်လှတယ်ဒီမှာအာတူရလေရှိခိရိုးရာစတိုင်အာရှိခိရိုးရာပုံစံလေးတွေတိဆောက်ထားတယ်ဒီမှာဒီမှာအင်းသာရှိမယ်ဒီမှာအင်းသာရှိမယ်အာဒီမှာမှာဟာလေမဆရာဘုံလေးနဲ့မဆရာဘုံလေးပါထားထားတယ် ရသွားမယ်ရှစ်သွားမယ်ခင်ဗျာဒီကမိုက်တယ်နော်ဖះဖះဤတရားရေးပုံတန်မျိုးဆိုတော့လေအေးချမ်းအေးချမ်းမှုကိုနည်းနည်းလေးခံစားရတယ်ခင်ဗျာကျွန်တော်တော့ဟိုရှင်းနာလေးမှာဒီမိုက်လက်စေးတန့်စင်နေကြတယ်အဲ့ ကျွန်တော်ရှေ့သွားကြည့်မယ်ပေါ့လေကျွန်တော်လက်လက်စေးတန့်စင်ကြည့်ပါအောင်မြင်ညာဟာရေနော် ရှိမှရုပ်ထုကြီးရှိမယ်။အဲကျွန်တော်ကျွန်တော်နည်းနည်းရိုက်ပြမယ်ပေါ့လေ။သိမှသာပေါ့ကွာနော်။ဟင်းဒီရှိမှမှာနှစ်ချောင်းလေး။ပါနော်။တက်ပြန်လို့ပြော။အဲ83ပါတယ်ခင်ဗျာ။ကဲရှီလေးဆက်ဝင်မယ်ခင်ဗျာဒီမှာဒီမှာရှိမှာရှီလေးဆက်ဝင်လိုက်တော့ဒီမှာဝါးမှားလိုက် ဘလို့ခံစားရလဲခင်ဗျာကျွန်တော်တော့အာနည်းနည်းတိတ်ဆိတ်မှုကိုခံစားနေရတယ်အဲကျွန်တော်တိရအဲကျွန်တော်နည်းနည်းလေးတိရတော့ပြောမယ်ဆိုရင်ဒီဒီဖျားချောင်းကြီးကလေအရင်တုန်းကတဲ့စစ်ပွဲတွေကြောင်းမီးလောင်မှုရပေါ့လေမီးလောင်မှုတွေတဲ့ဒီနတ်ချောင်းကြီးတစ်ခုလုံးကိုပြန်လဲထိဆောက်ထားတဲ့ပြန်လဲထိဆောက်ထားတာလို့သိရတယ် င်းတစ်ခါလာတော့ကလေဒီရှိမှာအာအဲစောက်ဆိုင်လေးတွေတို့အမပြတ်ဒီဒီရောင်းတဲ့ဆိုင်တွေအများကြီးရှိရှိမှာလေဒီနေ့မိုးရွာနေလို့နေဘူးဘာမှမရှိဘူးအားလုံးပဲဒီရှိရနေစပြီးတော့အတွင်းနဲ့အဲဖျားကြောင်အတွင်းဝိုင်းတွေဝင်ဖို့လေလက်မှတ်လက်မှတ်ဝယ်ရမယ်နဲ့တွေ့တယ်လက်မှတ်ဝယ်ပြီးအတွင်းနဲ့သွားပါမယ်ခင်ဗျာလက်မှတ်ကဒီမှာ ့လူကြီးတွေဆိုရင်ရန်900ပေးရမယ်။ចောင်းသားတွေဆိုရင်တော့300ပေးရမယ်။တော့ group နဲ့လာမယ်ဆိုရင်တော့ရန်400ကြာမယ်လို့ပြောထားတယ်။ကျွန်တော်ကျွန်တော်လက်ကျွန်တော်လက်မှတ်ဝယ်လိုက်ပါဦးခင်ဗျာ။အခုကလေဖះចောင်းအတင်းဝိုင်းတွေကိုရောက်ပြီပေါ့လေ။ဖះចောင်းအတင်းဝိုင်းတွေကိုကျွန်တော်လက်ကြည့်ပါမယ်။ခက်ခဲပါဦးခင်ဗျာ။ဖះချောင်းပုံဝင်ကျင်ကတော့ဒီလိုပုံစံလေးအဲဒီမှာဆက်ပြမယ်နော်ဟို ီမှာကဖရာကြောင်ကြီးဟုတ်ကျွန်တော်ကျွန်တော်သတိထားမိတာနိုင်ငံခြားခီးသွားဧည့်သည်တော်တော်လာတာပဲနိုင်ငံခြားသားများမယ်မှာမှာအတွင်းအတွင်းထဲကိုဟိုဝင်ပြီးတော့ဆူတောင်းကြဟန်တူပါတယ်ဒီအတွင်းထဲမှာတော့လေအဲတော်တော်မြင့်တဲ့ဖရာကြောင်တစ်ချောင်းရှိမယ်ပြီးတော့ပြီးတော့ ตุ๊ดแทเนตุ๊ดแทเนเนลีเน่เน่เนจองลีตะจองရှိမြင်ဒီမှာဒီရှိမှာရှိနေနဲ့ဆက်ရှိနေနဲ့ဆက်သွားကြည့်ပါမယ်တွင်းနေတော့တွင်းနေတော့တပ်ပုံဗီဒီယိုရိုက်ပုံမရဘူးခင်ဗျာအထင်းမှာတော့လीအဲဆူတောင်းဝိပုဒ္ဒံနေကြားတယ်อืมအဓိကဆူဘုံကြီးနေဆူတောင်းဝိပုဒ္ဒံနေတူပါတယ် ထဲတော်ဝင်ပြတော့ထဲတော်ဝင်ပြတော့ထဲတော်ဝင်ပြတော့ဘုနော်ကျွန်တော်တော့ဝင်ကြည့်လိုက်အောင်ပဲ။ဒါလေးရှိမလဲ။အဲအထဲမှာလေကျွန်တော်ပြောသလိုပဲ။အဲဝစ်အဲဖုန်းဖုန်းကြီးနှစ်ပါးကလေဝစ်ပြူဆူတောင်းနေကြတယ်။ထိုင်တော်ဘုံထိုင်တော်ဘုံမြတ်ဗုဒ္ဓကိုနမင်းကြီး အဲထိုင်းတော်မူမြတ်ဗုဒ္ဓကိုနမင်းကြီး၄ပါးကကောင်းကောင်းွယ်နေတဲ့စင်တူတော်ကြီးတွေတွေ့ရတယ်။ထဲမှာပြီးတော့နေရစီပကြီးလေးတွေတွေ့ရတယ်။ကျွန်တော်သတိထားမိတာလीအေးမြန်မာဗုဒ္ဓဘာသာနဲ့နည်းနည်းနည်းလေးစင်မင်းနဲ့တွေ့တယ်လीနေရစီပကြီးလေးတွေကအေးအထဲမှာဆိုရင်ဘယ်လိုပြောမလဲမြတ်ဗုဒ္ဓဖွားမြင်ပုံတို့ပြီးတော့ တိတ်တဆမင်းသားပုံနဲ့နိအာတောထွက်တော်မူတဲ့နေရစီပကြီးလေးကိုကျွန်တော်တွေ့ရတယ်ဒီအရှိအနဲ့ကြောင့်လည်းတက်ပုံဗီဒီယိုရိုက်လို့မရအဲ့ဒါကြောင့်ကျွန်တော်ပဲငုံကြည့်လိုက်ပါခင်ဗျာရှင်းမှတော့တလောက်ပါတော့ခင်ဗျာအခုကျွန်တော်ဗီဒီယိုရိုက်နေတော့မှာပဲဒီမှာခီးသွားတယ်အများကြီးဝင်လာတော့ညမညမနေရာပြည့်အဲ့ဒါကျွန်တော်အပြင်ပြန်ထွက်ပါတော့မှာခင်ဗျာ အဲနောက်တစ်ခုကပဲသွားမလို့ဆိုရင်อืมဒီထဲမှာပန်းဉဏ်လေးတစ်ခုရှိဦးမယ်နဲ့အတွက်အထယ်အကူတော့ပါမယ်ခုကလေအဲအတွင်းထဲကနေပြန်ထွက်လာတာဖះเจ้าကလေတော်တော်လေးကြေတယ်အဲခမ်းမန်းကြီးဟာပြင်တော့အဲဘလောက်လောက်ရှိမလဲဆိုရင်อืมဘလုံးဝင်တော့ဝင်သာလောက်လောက်ရှိမလဲတွေ့ ခုအခုကျွန်တော်အကန်းကြံဘက်ကိုဆက်သွားပါမယ်သူအတွင်းထဲကနေပြီးတော့ဘေဘောက်ကိုချိုးလာလိုက်သူကအဲအကန်းကြံဘက်ကိုသွားတယ်လို့ပြောပြီးပေါ့ဒီဆောင်ရင်းနည်းနည်းတူးကြရပြတယ်တော်လေးတူးကြရနော်ဒီကဘေဘက်လေးခဏသွားမယ်အဲ့ဒါမှာကျွန်တော်ငါးလေးတွေရှိနေတယ်အရင်တစ်ခါကျွန်တော်ဗီဒီယိုရိုက်တော့အဲ့နမှာငါးတွေ့တယ်အဲဘယ်လိုရွှေငါးလေး ချွေးငါးလေးတော့ငါ့ရဲ့တော်တော်ကြည့်တယ်။အဲ့လိုပတ်ကြည့်မယ်နော်။ရှင်းပါလား။ရောက်ပါမယ်။ Okay ရောက်ပါမယ်။ဒီမှာမူရီရောင်းနေနေတဲ့တူငါးငါးအောင်းမောင်းမရကော။ဒီလိုနဲ့မြင်ရမှလားတော့မသိဘူးဟုတ်ပါတော့ကော။မတော်ကစားစားနေတာတော်တော်လေးကြီးတယ်နောက်လာတော့ဒီဘက်မှာကျွန်တော် လေးကလေးတော့တွေ့ရတယ်။အာမမမမကောမ။ဟိုကလေးကလေးနဲ့ဟိုကလေးကလေးတွေ့လား။သူတို့ရဲ့အေးဂျင်တွေဘောမာနဲ့ဇင်ခံနေကြရေးလေးရေးလေးပန်းညာကလေးဒီမှာတရားနေဆိုရင်ဟိုဘက်မှာပေါ့ဟိုဘက်ဘဲဘက်ပေါ့ကျွန်တော်ရဲ့ဘဲဘက်မှာအဲ့ဘက်တော့ပါမယ် ခုကပန်းကြံနားရောက်နေပြီပေါ့ဒီရှိမှာဝင်ပေါက်ရောက်တော့တယ်ဝင်ပေါက်ကဒီဖက်တည်းကြီးစားတယ်ကျွန်တော်ကျွန်တော်လက်မှတ်ဝယ်လိုက်ပါလက်မှတ်ကအဲဂျပန်ရင်းနဲ့ဆို3ရင်းခုကပန်းကြံလေးတွေစောက်ဝင်မှာပန်းကြံလေးတွေမှာဘာတွေရှိမလဲဆိုရင်ဒါကပါမယ်အာပန်းကြံကြီး အော်မဟုတ်ဒီတစ်ပင်လေးနေစိမ့်စိမ့်ဆုံဆုံလေးလန်းဆန်းသွားလို့ခံစားရတယ်ဒီမတော့ရှင်းမှုမပြေသူတို့ကထိမ့်သိမ့်ထားတယ်ပုံရဆောင်နေစားဆောင်နေစားတော်တော်လေးထိမ့်သိမ့်ထားတယ်โอ้လှရခဏ ိတ်ထဲမှာတော်တော်လေးလန်းဆန်းသွားတာအမအရေးလေးစီးနေရှိတယ်ဥပမာအရေးလေးစီးနေတယ်အရေးလေးနေပေါ်မှာရေးစီးကြနေရရှိသေးတယ်မဟုတ်လားရှင်းမကြောင်ပြမယ်နော်။ဟို။ဟဲ့ မိုက်ဒီချင်းနေဒါပေမဲ့တခုစိုးတာတော်တော်မိုးရွာနေတာနော်ဒီတော့ဒီလေးမတစ်ပင်တစ်ပင်ကတော်တော်များတယ်ကျွန်တော်ထင်တော့ဒါဟွာကျွန်တော်ထင်တော့ဒီအပင်ကြီးကလေကျွန်တော်ထင်တော့ဒီအပင်ကြီးကလေအကုန်လုံးဒီဒီရှိရပင်လေဆိုရင်အကုန်လုံးလေဟွာလေဆာကူရာဆာကူရာပန်းပင် အပေါင်းလုံးပါကူလာပါမယ်နော်ဒီအာရေလေးစီးပေါ်နေရေကြလာပြီးတော့ဒီမှာရှေ့ကနေရေစီးနေတာရေစီးကြောင်းလေးကြာနော်ဟလာဒီမိုက်မဆာကူရာပန်းပင် 烧锅白米是啥呢？白米。班里来啊！咦，完了。嗯，这这边呢，我上一年。 ီဘက်ကနည်းနည်းမှောင်ဟိုဘက်သွားမယ်ခဏလေးခဏလေးဒီနေ့ဒီမှာငါးရီဒီမှာငါးရီအများကြီးရှိတာပဲဗျာမင်းဒီလိုမှမြင်အောင်လားမသိဘူးငါးရီအများကြီးပဲကန်လေးတည်တည်လေးတွေကိုမွေးထားတာငါဟော်လောက်လို့ရှိမယ်ငါ15កောင်လောက်လို့ရှိမယ်နဲ့တွေ့တယ်အများကြီးโอ้ သူနဲ့လို့သူနဲ့မနေရနည်းနည်းကြောက်တော့ကြောက်တယ်ဘာလို့အကြီးပါလားအကြီးတယ်တွေ့လားခင်ဗျကျွန်တော်ဘာအစာလဲကျွန်တော်ဘာမှပါမလာဘူးအစာလဲဘာမှပါမလာတော့အမမင်းအာလူလာတော့မှနတ်ကတ်လာတော့ညာကြီးဟွ ရှိဆက်သွားမယ်နော်ဒီမှာဒီမှာလည်းငါရှိဆက်သွားမယ်နော်ငါဆာကူရာဘန်းပြင်အများကြီးလေငါလေးမွေးငါလေးမွေးထားလားလေရေတင်းတင်းလေးနဲ့မွေးထားတာမှာငါတွေကမှာတင်းတင်းရေတင်းတင်းလေးမှာလျှောက်သွားငါအများကြီးပဲဒီပဲညာတော့ကျွန်တော်တယောက်ဖြစ်လားမသိဘူး Đấy cái vòng của mình Wow, Thế thì nó xí xa Xí xa đó là lấy đồ đi mà Bên chả kìa, bên chả kìa tụ Chà chà bên mà lấy Mà bên chả yếu tụ À ngài ngài chìm Ngài chìm Ôi Ấy phản tụi à Lợn 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 mà ngào ီတော့ငားရည်များကြီးပဲအေးကမမငါဟာကြီးရဲ့ဗျမင်းမင်းလည်းတော့မင်းကျွန်တော်မင်းလမ်းမြင်တယ်ဟောလို့ရှိမှာတရားလေး ਨੇ ကြည့်တော့မင်း ရှိမတရားလေးနဲ့အားဒီမှာမိုးခိုးဝင်နေတယ်ဒီမှာမာလေးလောက်ပြထားတယ်တို့တော့ချော်ရဟာမွေရောင်းနေတော့လေမိကြီးကမိကြီးကပြည့်စီနေတာလေဒီမှာတရားလေးနဲ့တရားလေးနဲ့ ရှစ်ဆက်လာကြမှာဟောအဆောင်လေးနေအဆောင်လေးတယ်ကြည့်ပါဟုတ်ဆုံးနေမဆောင်လေးကြည့်ပါဆောင်လေးချစ်ချင်ရည်နော်ဒီဒီဒီပန်းကြံတဲ့ရတော့ဒီလောက်ပါပဲ။ ။အဲ့ညာဒီလိုလေးပေါ့။ချစ်စရာလေးနော်။အနကုန်းလေးရှိမယ်။မဟုတ်ဘူးညောင်ကျွန်တော်ကပြီးနောက်ထပ်တယောက်ရှိသေးတယ်ဒီမှာချစ် ျွန်တော်ဒီနောက်ထပ်တရားရှိသေးတာပဲ။အော်မပန်းကင်းလှရဘာပန်းလေးပဲပန်းကင်းလှလှပန်းကင်းလှနော်မရှိအောင်ဆော့အောင်ရှိအောင်ဆော့တော့လှဝစီရှင်းမှုမပြထင်းထင်းထားတာ ok ရှင်းတော့နော်မဟောရီအဆောင်ကိုတစ်သားရင်နဲ့ပဲထုတ်လုပ်ထားတာဟုတ်နော်တကယ်ကျွန်းသားအာကျွန်းသားဖြစ်မှလားမသိဘူးကျွန်းသားလည်းဒါပြင်ကလေးသားရည်လားမသိဘူးမမပြင်ကလေးသားရည်ကျွန်းသားချောင်းလေးနေချင်းတရားလေး ခြံဝင်းရတော့ဒီလောက်ပါကျမကျွန်တော်ပြလိုက်တာအကုန်ပဲအဲကျွန်တော်ပြင်ပြန်ထွက်တော့မှာခင်ဗျာမိုက်တယ်ဒီခြံဝင်းလေးကနေချင်းစရာလေးရှိမငားရီငားရီကလည်းအများကြီးပဲငားရီငားရီတော်တော်လန့်သွားတယ်လူနောက်ကြီးကလာโอเค ဒီခြံဝန်းလေးကတော့ပြောရရင်အာဒီခြံဝန်းလေးပြောရရင်တော့တိတ်ဆိတ်တယ်ပြီးတော့နေခြင်းသဘွယ်လေးပေါ့ရေးတွေနော်ကျွန်တော်ကနတာပန်းဖြီလမ်းလျှောက်ဖို့ဆိုရင်တော့မိုက်တယ် ี่ยสร้างอีกตะคงงอ่ะดิจ้วงอ่ะเอ่อติดตาริเนี่ยสร้างลงท่าต่อมาเลยအဲကျွန်တော်ပန်းချံဥယင်လေးတဲ့အနေနဲ့ကျွန်တော်ပြန်ထွက်လာပြီပေါ့အခုကျွန်တော်အိမ်ဘက်ကိုပြန်ထွက်လာပြီပေါ့လေအားလုံးပဲအားလုံးပဲဒီနေ့မှာတော့ကျွန်တော်အဲရှီတန်နိုဂျီဖျားကြောင်ကျွန်တော်လာလေ့လာတာခံဝဲတစ်ခုလုံးကိုကျွန်တော်လေ့လာခဲ့တယ်ပြီးတော့ဒီဖျားကြောင်ရဲ့အတွင်းဝိုင်းနဲ့ရယ်ပြီးတော့ ဒီဒီနှစ်ကြောင်းမှာရှိတဲ့ခြံဝင်းဥယျင်လေးတဲ့ကိုကျွန်တော်လေ့လာလေ့လာခဲ့ပါတယ်ခင်ဗျာအားလုံးပဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါတော့မယ်ခင်ဗျာအားလုံးပဲကျွန်တော်နဲ့တူ like ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်ဘိုက်ပါပါခင်ဗျာ